စင်ကာပူနိုင်ငံမှာအသက်35နှစ်အောက်လူလူအများစုဟာမိဘအိမ်မှာခွဲတက်ကာကိုပိုင်နေရင်နေချင်းသူများပြားလာတာပဲဖြစ်ပါတယ်။နိုင်ငံရဲ့နောက်ဆုံးရစစ်တမ်းများအရအသက်35နှစ်အောက်လူလူတွေဟာ80နှစ်ရာခိုင်နှုန်းတိရှိနေပြီးသူတို့တွေက80ရာခိုင်နှုန်းဟာ အိမ်တော်ပြုတ်ပြုတ်မတေးကြဘူးလို့သိရပါတယ်ဒါပေမဲ့စစ်တမ်းရဲ့82တဒသမ300ခန်းတော့ကတတိတသက်နေကျင်ကြတာဖြစ်ပြီးအိမ်ငါနေရတာထက်ကိုပိုင်အိမ်သာဝယ်ဖို့ဆန္ဒရှိကြတာပဲဖြစ်ပါတယ်အချို့သော46ခန်းတော့ဝင်းကျင်ကတော့တဆင့်ပြန်လည်ရောင်းချတဲ့အိမ်များထက်အိမ်တစ်များတင်တာနေထိုင်ရန်ဆန္ဒရှိကြတာဖြစ်ပြီးပတ်ဝန်းကျင်အစ်တစ်ခုမှာတင်လျော်တဲ့ဈေးနှုန်းနဲ့ဝယ်ယူနေထိုင်လို့ရတယ်လို့ Housing and Development Board HDB ရဲ့သုတေသနပြုချက်များအရသိရပါတယ် စင်ကာပူအစိုးရဟာတည်တက်နေထိုင်လို့တဲ့နိုင်ငံသားများရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းရန်အခမ်းနှခမ်းပါတိုက်ခန်းတွေကို2024မှ2025အထိအခမ်းကြီး10,000ထုတ်ရောင်းပေးပြီးမကြခင်10,000ထက်ရောင်းဖို့ရထားတာပဲဖြစ်ပါတယ်။လူလွတ်တွေအနေနဲ့အိမ်သစ်ဝယ်ရာတွေမိဘအိမ်နဲ့နေနေကက်ကက်ဝယ်လျင်အစိုးရကဈေးလျှော့ရောင်းချပေးမှာဖြစ်ပြီးသားသမီးတွေအနေနဲ့အုံမင်းလာတဲ့မိဘတွေကိုပြင်မထားကြပဲနေနေကက်ကက်ဆောင်းလျှောက်စေခြင်းလိုတဲ့စီရွက်ချက်လည်းဖြစ်ပါတယ်။